ညီလာခံနဲ့ပတ်သက်လို့မျိုးမျိုးပြောကြတယ်ဟာအောင်မြင်တာအောင်မြင်မယ်တို့မအောင်မြင်ဘူးတို့ပြောနေကြတာရှိပါတယ်အဲကျွန်တော်လည်းကြားနေကြပါသို့တော်ကျွန်တော်တို့အမြင်ရပြောရင်27ရာစုပင်လို့ညီလာခံဟာအောင်မြင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီတိုင်းလာနောက်ထပ်ဖြစ်ပါလိမ့်မယ်အောင်ပါကြီးပါမယ်ညီလာခံဒီဒုတိယပင်လို့အဖြစ်ပဲနဲ့ ုတ္တရာယုံနေပြီဖြစ်သွားနိုင်တယ်ဒီကတော့အဲ့လိုဖြစ်တယ်။ဒါရက်ဒိုင်းတောင်စီမျိုးဒီမျိုးတွေတကယ်ကိုရအောင်ပြင်လုံးစိတ်ကဆိုတော့ကျွန်တော်ကဘုရားရှင်ခဏခဏအကြမ်းနဲ့ရှင်းပြရတယ်။ပြင်လုံးစိတ်ကကိုကျွန်တော်ပြောတဲ့အခါမှာဒီလိုပြင်လုံးစာချုပ်ထဲမှာမပါခဲ့တဲ့ဒိုင်းသားများပြင်လုံးဆိုလို့ရှိရင်တင့်မကျေနပ်ချင်ဘူး။အဲ့ဒါဆိုကျွန်တော်တို့အားလုံးပါခဲ့တဲ့မဟုတ်ဘူးလို့ဆိုတော့ကျွန်တော်ဝေးခံပါတယ်။ င်းတို့မြေသားကမှာပါခဲ့တဲ့တိုင်းသားလူမျိုးများအဲရေတွက်အရာရှိအများပါဘူး။ဒါပေမဲ့ဒီမှာစိတ်ဓာတ်ဆိုလိုတာကဒီညီလာခံနဲ့တော့ညီချက်ဆိုလိုတာဟုတ်ပါ။ဒီဘုဘောတခုတစ်ခက်ပေါ်တစ်ခက်ယုံယုံကြည်ကြည်နဲ့သစ္စာထားမယ်ဆိုပြီးတော့ထုတ်လိုက်တဲ့စာချုပ်အဲ့ဒီလိုတူနဲ့ယုံကြည်မယ်ဒီဘုဘောဒီဘုသစ္စာထားမယ်ဆိုတဲ့စိတ်ဓာတ်ကပြေလုံးစိတ်ဓာတ်ဖြစ်တယ်။ နက်ဖြန်ဩဂုတ်လ31ရက်မှာပြည်တော်စုညီညွတ်ရေးညီလာခံ20တရားစုပင်လုံကို စတင်တော့မှာဖြစ်ပါတယ်။ဒါကမှာတိုင်းရင်းသားကောင်းဆောင်များဒီလာကံမူစရေမြတ်အပြာအနာလေပူဇာရှိကြပြီငိန်ချမ်းကြီးအစ်စ်အမှန်ကိုခေါ်ဆောင်နိုင်လိမ့်မယ်လို့မျော်တင့်စရာရှိတဲ့အတွက်ဒီတော်စုငိန်ချမ်းကြီးဒီလာကံ၂၁ရာစုပင်လုံးကိုအားကိုးပြီးကြိုးဆိုထောက်ခံနေခြင်းပဲဖြစ်ပါတယ် ပြခုကျွန်တော်တို့ကျင်းပတဲ့စီဝေးကတော့ကျွန်တော်တို့အာပြည်ထောင်စုရင်းချင်းရင်းလာခံ23ရာစုပင်လုံရဲ့အမ်နိုင်ငံရေးရှင်နေမှုလုပ်ငန်းကော်မတီစီဝေးဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းကော်မတီစီဝေးမှာအဓိကတော့ GPT ချင်းစီတွင်မှုတွေပဲကျွန်တော်တို့ပြန်ပြီးတော့ပါတာဖြစ်ပါတယ်စုစုပေါင်းက9ဦးပြီးတော့ကျွန်တော်တို့ဥက္ကဋ္ဌဒေါက်တာတီမျိုးဝင်းဖြစ်တယ်ပြည်ထောင်စုရင်းချင်းရင်းလာခံ23ရာစုပင်လုံဦးဝင်းကြီးဝိုင်းကော်မတီဥက္ကဋ္ဌ ဒါကြောင့်လည်းကျူတင်ပြင်ဆင်မှုတွေကျူးစူးထောက်ခံပွဲတွေကိုပြုလုပ်နေကြချိန်မှာ27ရာစုပင်လုံစီတို့လက်ရည်တပြင်းတည်းနဲ့ဒီပွဲကြီးကိုဖန်တီးမှာစိုးရင်စိတ်တွေခွဲခြားမှုတွေတန်တရာစိတ်တွေရာဇဝင်ထဲမှာထားခဲ့မနှက်ဖြစ်ဟာပြည်အောင်စုအတွက်နေတဲ့ရှင်ချင်းမှုတွေဓလိထုံးစံတွေအပြန်အလှန်လေးစားတန်ဖိုးထားကြတာဟာခစ်တခေရဲ့အစ်စ်လွင်ဆုံး ဘဟုဝါဒအလံပြူထောင်ကြစစ်ပွဲတွေရက်ကြရိုင်းပင်ကြကုညီကြရင်ဖက်ချင်းအပ်ကြဒါမှပြည်တော်စုကိုအနာဂတ်အတွက်ထားပေးခဲ့နိုင်မှာတို့မျိုးဆက်ကခေဝင်ကိုထန့်ခေလန်းကိုရှော့တမိုင်းဝေးတော်ဝင်ကိုကြည်ပြုံအောင်ထမ်းကြငင်းကြံကြီးအလံတော်ကိုအမြင့်ဆုံးမြင့်တူကြဆက်ပြီးရတဲ့ ၂၀တရာစုပင်လုံညီလာခံဖွံ့ဖွဲအခမ်းအနားမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ကုလသမဂ္ဂထွေထွေတွင်ရေးမှူးချုပ်မစ္စတာဘန်ကီမွန်းတို့အဖွင့်မှားစကားပြောကြားကြမှာဖြစ်ပါတယ်။အရင်ကနှစ်ဖက်စစ်တပ်တွေပြစ်ခတ် တိုက်ခိုက်ခဲ့ကြရာကအခုခါမှာမျက်နှချင်းဆိုင်ရင်းရင်းနှီးနှီးတွေ့ဆုံကြတော့မှာကြည်နူးကြပါ။ ဒါပေမဲ့လည်းဒေတာတချို့မှာတော့တိုက်ပွဲတွေကရှိနေစေ ဖြစ်ပါတယ်။ဒီငင်းငယ်ရဲ့ညီလာခံ20တရာစုပင်လုံအပေါ်မှာတာမန်ပြည်သူတွေပါဝင် အများအမြင်ကရောဘလို့ရှိမလဲ။လေ့လာကြည့်တဲ့အခါအခုလို တွေ့ရှိရပါတယ်။ဒီနောက်တရားသူပင်လုံးညီလာခံပါဆိုရင်ဒါကျွန်တော်တို့ငင်းငယ်ရေးပေါ့နော်ငင်းငယ်ရေးပါဆိုရင်ကျွန်တော်တို့လူငယ်တွေလည်းငင်းငယ်ရေးလိုချင်တယ်ပေါ့ငင်းငယ်လိုချင်တယ်ဆိုတော့ဒါကျွန်တော်ပြောတော့ဒီချိတ်ဆက်ပြီးတော့ဒီငင်းငယ်သွားပြီဆိုရင်ပေါ့ဒီကျွန်တော်တို့လူငယ်တွေ ဘယ်အခန်းကဏ္ဍကနေပေါင်ဝင်ရမလဲဆိုတော့ကျွန်တော်တို့မတည်ဘူးဒါပေမဲ့ခုဒီညီလာခံမှာလဲကျွန်တော်တို့လူငယ်တွေပေါင်ဝင်တဲ့နယ်လို့ကျွန်တော်မြင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်လူငယ်တွေရဲ့အခန်းကဏ္ဍကိုဘူတာဝန်ယူဖြည့်ရှင်းပေးမယ်ဆိုတာကကျွန်တော်တို့လူငယ်တွေကိုယ်တိုင်လည်းမသိပါဘူး။အဲဒါကြောင့်မလို့လူငယ်တွေပေါဝင်တဲ့နယ်လို့ကျွန်တော်ဒီနယ်ကတော့ဒီအမျိုးသားဆင့်ဆွေးနွေးပွဲတွေမှာမိမိလူမျိုးလိုက်ဟိုဘလို့ပုံသဏ္ဍာန်ကျင်းပမလဲဘလို့သွားမလဲဆိုတာလွတ်လွတ်လပ်လပ်ဟိုဆုံးဖြတ်ခွင့်နဲ့သွားခွင့်ရှိချင်တယ်။ ကျွန်တော်အခုဒီလူငယ်တွေပါဝင်ဖို့မရတဲ့ကိစ္စကိုတော့ကျွန်တော်တို့အမတန်မှဝမ်းနည်းပြပေါင်းပါတယ်။တကယ်လည်းစိုးရိမ်ကြတယ်ပေါ့။တနိုင်ငံလုံးမှာရှိတယ်။ငင်းကြိုင်းယူလိုလားတဲ့။တကယ်လူငယ်တွေရှိပါတယ်။တကယ်လူငယ်ကူရက်တွေရှိပါတယ်။အဲ့ဒါကိုအစိုးရအနေနဲ့ဟောနေပြီးတော့အပွဲကြီးတွေနေတော့အိတ်ကိုတင်ပါတယ်။ဒီငင်းကြိုင်းကြီးပြစ်တင်မှာပါဝင်ပူပေါင်းပါဝင်ခွင့်ပေးတင်ပါတယ်။အဲ့ဒီမှာလူငယ်တွေပါဝင်ခွင့်အားနည်းတဲ့အတွက်များစွာမှဝမ်းနည်းမိပါတယ်။ ပြီးတော့ဒီ၂၁ရာစုပင်လုံးညီလာခံဆိုလိုက်တာနိုင်ငံကိုနိုင်ငံရဲ့အနာဂတ်အပြောင်းအလဲအတွက်အဓိကကြရဲညီလာခံတစ်ခုပေါ့နော်အဲဒီနေရာမှာလူငယ်တွေရဲ့အင်အားလူငယ်တွေရဲ့ဒီဉာဏ်ဆွမ်းအားတွေအားလုံးပါဝင်သင့်တယ်ဆိုတော့ကျွန်တော်တို့ထင်ပါတယ်လူငယ်တွေအတွက်ခန္ဓာတဏီအားလုံးပေးသင့်တယ်ဆိုတော့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့၂၀ရာစုပင်လုံးညီလာခံမှာဘုချုပ်အောင်ဆန်းကနေမှဥဆောင်ပြီးလဲဆောင်ရွက်ခဲ့တဲ့ကြောင့်ပေါ့ဒါဘာဖြစ်မြန်မာနိုင်ငံပြည်တော်စုဆိုတာပြည်တော်စုမြန်မာနိုင်ငံဆိုတာ ပေါ်လာခြင်းပဲဖြစ်ပါတယ်အဲ့တော့တချို့အချက်လက်တွေကြမ်းနေတာအဲ့တော့ဒုတိယအကျင့်ပြေလုံးကြီးလာခံကြီးကိုဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဖြစ်သူနိုင်ငံတော်တမန်ကဒေါ်အောင်ဆန်းစုကြည်ကဆောင်ရွက်လိုက်ခြင်းဟာဘာဖြစ်ဖြစ်တိုင်းရင်းသားအားလုံးရဲ့ညီညွတ်မှုကိုရပြီးတော့တိုင်းပြည်လည်းတိုးတက်လာမယ်လို့မြင်ပါတယ်အဲ့တော့တိုင်းရင်းသားအားလုံးနေရာလည်းအားလုံးရဲ့သဘောထားကိုလည်းကျွန်တော်တို့ခံမှန်းကြည့်တဲ့အခါမှာ ဥမာအဖြစ်ဆိုတော့ NC မှာလက်မှတ်ထိုးတဲ့ပုံကိုယ်တွေရောတော့မကျန်းမှာတွေးဆောင်ကြတဲ့၁၈ဖွဲ့ရောအားလုံးရဲ့သဘောထားဘာလဲဆိုရင်ဒီဖက်ဒရယ်ပြည်တော်စုကိုသွားကြမယ်မြို့သားရင်ကြားစည်ရီလုပ်ငန်းကိုလုပ်ကြမယ်နောက်ပြီးတော့ဖြစ်နေတဲ့စစ်ပွဲတွေကိုတစ်ဖက်ရကြမယ်တော့ဒါတွေကိုသူတို့အခြေခံပြီးနဲ့ဒါလုပ်နေကြတယ်ဖြစ်ပါတယ်အဲ့တော့မကျန်းမှာဆွေးနွေးတဲ့အချက်ကလည်းဒီအချက်၄ချက်ကိုသူတို့သွားပြီးနဲ့တွေ့လို့တာကိုတွေ့ရပါတယ် အဲ့တော့မကျမ်းတဲ့ပတ်သက်တော့သူကပြောကြတာရှိပါတယ်အဲ့တော့မကျမ်းကပုံကိုတယောက်ပါဆိုရင်ဘာပြောလဲဆိုရင်အတရားကညီလာခံဆိုရင်တော့မအောင်မြင်နိုင်ဘူးပေါ့အဲ့တော့သုံးမွင့်ဆိုင်ဆွေးနွေးပဲဆိုရင်တော့အောင်မြင်နိုင်မယ်အဲ့သုံးမွင့်ဆိုင်ဆိုတာကလည်းလိုင်းလာလက်နဲ့ကန်အဖွဲ့စည်းတွေတက်မတော်တက်မတော်တဲ့မှာဒါအစိုးရဘာညာအကုန်ပါမယ်နောက်ပြီးတော့ CSO တွေပါလာမယ်အဲ့လိုသုံးမွင့်ဆိုင်ဆွေးနွေးရင်အောင်မြင်မယ်လို့တို့တော့ပြောကြတာလည်းရှိပါတယ် သို့တော်လည်းပဲကျွန်တော်တို့ဟာပရမအကျင့်ပင်လုံကြီးလာကတော့ဒါ20ရာစုမှာအောင်မြင်ခဲ့တဲ့လို့ပဲ27ရာစုပင်လုံကြီးလာကဟာအောင်မြင်မှုအနေထားကို ရောက်မယ်လို့ကျွန်တော်တို့မြင်ပါတယ်27ရာစုပင်လုံညီလာခံကို မနေ့ဖန်ဩဂုတ်လ31ရက်ကနေစက်တင်ဘာလ3ရက်အထိ4ရက်ကြာကျင်းပမှာဖြစ်ပြီး နိုင်ငံတကာတန်တမန်တွေငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်အလှရှင်တွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဖိတ်ကြားထားသူ စုစုပေါင်း1800လောက်တက်ရောက်ကြမှာဖြစ်ပါတယ်။အဲကျွန်တော်တို့လူထုကတော့ငြိမ်းချမ်းရေးကိုဒါလိုလားတာပေါ့လေ။ငြိမ်းချမ်းရေးကိုလိုလားတာဆိုတော့ကျွန်တော်တို့လူထုကတော့ငြိမ်းချမ်းရေးရမယ်ဆိုလို့ရှိရင် ီကောင်းဆောင်ကြီးများကကြာရနေရာကခါကြာရတာဝန်ကို ခိုင်းမှာကျွန်တော်တို့လူလူအားလုံးကဒါလိုက်နာဆောင်ရွက်ပေးမယ်ဆိုတာကိုပြောလိုပါတယ်ဗျာဒီရင်းစ်၆ရ ဒါပြင်ရင်ဆိုးရလက်ထက်ကအပြစ်ကရက်လက်မှတ်ရေးထိုးထားခဲ့တဲ့တိုင်းရင်းသားလက်နက်ကင်ရှစ်ဖွဲ့ပါဝင်လက်နက်ကင်ဖွဲ့16ဖွဲ့တက်ရောက်ကြမှာပါဒါပေမဲ့လည်းကိုးကံအဖွဲ့ပလောင်အဖွဲ့နဲ့အေအေရခိုင်အဖွဲ့တွေကတော့တက်နိုင်ဖို့ညှိနှိုင်းနေစေဖြစ်ပါတယ် လိုအပ်တာတွေအားလုံးပြင်ဆင်နိုင်အောင်ကျွန်တော်တို့ပြင်ဆင်ပေးတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ရှိဝိတ်ကတော့ငွေလခံကြီးရတော့၄ရက်ကိုကြာထားပါတယ်ဆိုတော့၄ရက်ထက်မှပထမနေ့ကတော့ဖွင့်ပွဲဖြစ်မှာပေါ့နော်အဲ့ဒီဖွင့်ပွဲနေ့မှာကျွန်တော်တို့ဘာတွေလုပ်မလဲပြီးလို့ရှိရင်ဘယ်သူတွေစကားပြောမလဲ အဲပြီးတော့ညနေပိုင်းမှာဘာတွေလုပ်မလဲဆိုတော့မနေ့ပိုင်းမှာတော့လူကြီးတွေစကားပြောမှာပေါ့နော်ဟုတ်ကဲ့ဟွအစိုးရဖက်ကပြောမယ်တမတော်ကခွေဦးစီးချုပ်ပြောမယ်တမအလွတ်တော်ကနေလွတ်တော်ဥက္ကဋ္ဌတွေပြောမယ်ကျွန်တော်တိုင်းရင်သားလေးနေကတော်ထိုင်ရေးဖွင့်စည်းတွေကခေါင်းဆောင်တွေပြောမယ်နိုင်ငံရေးပါတီကခေါင်းဆောင်ပြောမယ်ပြီးတော့ကျွန်တော်တို့ကြားရသလိုကတော့ကပောက်ကုလသမဂ္ဂထွေထွေတူးမှုချုပ်ကြီးလေးလာမယ်သူလေးမင်းခွင့်ပြောမယ်ဆိုပြီးတော့ကျွန်တော်ကြားပါတယ်သူ့အတွေ့ကိုလည်းကျွန်တော်တို့အချိန်တတ်မှတ်ပေးထားပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့ကစားနေတဲ့ရှင်မှာအစားအသောက်ကိုစားနေတာတော့ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့စားကားလို့ပြောက်လာတော့ဘုရားရှိခိုးပြုနေတဲ့အကြောင်းကိုစားပါလို့ပြောအောင်လို့ခင်ဗျာ။ဒီလိုနဲ့သက်ဆိုင်ရာဉာဏ်များမှာသတိဉာဏ်ဉာဏ်သာပြတ်ကြပါရဲ့အထူးထူးလေးကရပ်တာပါပါလေခင်ဗျာ။ကျမတို့ရဲ့ပြုံးစိတ်ဓာတ်ကိုဟောပို့ပြန်ပြီးတော့ ထူထောင်ဖို့ဆိုတာပထမဦးဆုံးကျမတို့ရဲ့ဒီဒီသားများကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ကျမတို့လုပ်ပေးတာဒီလိုယုံကြည်မှုရှိအောင်လို့ဆိုတာကနိုင်ငံရေးအရာကျမအဲ့ဒီပညာရေးအရာလူမှုရေးအရာကျမတို့နိုင်ငံကတိုးတက်မှာကျမတို့နိုင်ငံကလွတ်လပ်နိုင်မှာကျမတို့ပြည်သူတွေကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနိုင်မှာ ီနိုညီလာခံသူသူဆောက်ခံပွဲအတွက်ချမ်းသာအတွက်ဘလောက်ညော်လင်းရမလဲလို့ပြောရမယ်ဆိုရင်ကျော်တို့ရှမ်းတိုင်းသားများလည်းကျော်တို့ဟာပြည်တော်စုမြန်မာနိုင်ငံတော်ကြီးမှာကျော်တို့ရှမ်းတိုင်းသားများတမျိုးပါဝင်ပါတယ်။ဒါကြောင့်ကျော်တို့ဒီလိုပြောချင်အပြီး ကျွန်တော်တို့နိုင်ငံပေါင်းစုံဖွဲ့စည်းလာတဲ့ကျွန်တော်တို့ပြည်တော်စုဆိုတဲ့မြန်မာနိုင်ငံတော်ကြီးဟာကျွန်တော်တို့ရှမ်းတိုင်းသားများအတွက်တန်းတူညီမျှမှုကျွန်တော်တို့ပမာရယ်နော်ရသလိုကရှင်ရယ်ရသလိုတိုင်းသားအားလုံးတန်းတူညီမျှမှုတကြွချင်းတကြွချင်းပဲကျွန်တော်တို့မျှော်လင့်ပါတယ်။ဘာပဲဖြစ်ဖြစ်မနေ့ကဖန်စတော့မယ်ပြည်တော်စုငင်းညာရင်ညီလာခံ20တရာစုပင်လုံးဟာတော့ဖြင့် ိုင်းသားတွေအားလုံးအတွက်ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေပိုမိုရရှိလာမယ်လို့မျှော်လင့်နေကြပါပြီခင်ဗျာကျွန်တော်မောင်တူပါ